WhatsApp ရဲ့အသံ message မှာသမ္မတနီကိုလတ်မာဒူရိုအစိုးရကိုဝေဖန်ခဲ့တဲ့အတွက်အမျိုးသမီးဆရာဝန်ကိုဗင်နီဇွဲလာတရားရုံးကထောင်ဒဏ်230ချမှတ်ခဲ့တယ်လို့လူအခွင့်အရေးအုပ်စုတွေကပြောကြားခဲ့ပါတယ်။အသက်65နှစ်အရွယ်မာဂျီအိုရော့ကိုဟာ နိုင်ငံတော်သစ္စာဖောင်းမှုအမုံတရားဖြစ်အောင်လှုံ့ဆော်မှုလျှို့ဝှက်ကြံစည်မှုတွေနဲ့အမြင့်ဆုံးထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။မာတီအိုရော်ကိုပြောတဲ့ဇကားတွေဟာသစ္စာမေယာကြားတဲ့လူအတိုက်အဝန်ခေါင်းဆောင်တွေကတရင်ပို့ခဲ့ပြီးတဲ့နောက်တရားရုံးကသူ့ကိုထောင်ဒဏ်အနှစ်30ချမှတ်လိုက်တာဖြစ်ပါတယ်။အဆိုပါအတန် message မှာပါဝင်တဲ့အကြောင်းအရာတွေကိုတော့လက်ကောင်း ဘသူထံကိုပို့တယ်လဲဆိုတာကိုတော့၎င်းမသိရဘူးလို့သိရပါတယ်။သူက2024ခုနှစ်ဩဂုတ်လထဲမှာဗင်နီဇွဲလားအနောက်ပိုင်းမှာရှိတဲ့ဆန်ဝမ်ဒီကိုလွန်မြို့မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။မာဒူရိုပြန်လည်ရွေးကောက်ခံရတဲ့အတွက်ဗင်နီဇွဲလားမှာနိုင်ငံရေးအကျပ်တဲပေါ်ပေါက်နေချိန်မှာသူဟာဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ရွေးကောက်ပွဲဟာမတမာမှုတွေရှိခဲ့တယ်လို့အတိုက်ခံတွေကဆွဆဲထားပါတယ်။